အားလုံးပဲမင်္ဂလာပါကျမတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့မျက်မှန်တက်ရတဲ့သူတွေတိုင်းသိထားဖို့လိုတဲ့ဆောင်ရွက်ဆောင်ရွက်နေနဲ့ပတ်သက်ပြီးကျမရဲ့သိပညာအကြောင်းကိုပြောပြပေးသွားမှာပါမျက်မှန်တက်တယ်ဆိုတာသိပြီးထူးဆန်းတဲ့ပြဿနာတော့မဟုတ်ပါဘူးအသက်ရွယ်သူမဟုတ်နေထိုင်တဲ့ပုံစံအရာ မျက်စိအမြင်အာရုံတွေမှုံဝါလာတာမျက်စိဆွေတာမွေးရပါမျက်စိအမြင်အာရုံပြဿနာရှိနေတာစားရတဲ့ပြဿနာတွေကြောင့်မျက်မှန်တက်လာကြတဲ့သူတွေများပါတယ်အရင်တော့က လူကြီးပိုင်းတွေမှာသာမျက်မှန်တက်တာများပြီးဒီဘက်ခေတ်မှာတော့လူငယ်တွေပါမျက်မှန်တွေအတက်များလာတာကိုတွေ့ရပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့မျက်မှန်တက်တူတိုင်းသိထားဖို့လိုတဲ့ဆောင်ရွက်ဆောင်ရွက်နေကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်အပ်သေးဘူးဆိုရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်မျက်မှန်ခိုင်းအမျိုးအစားကိုတိချရွေးချယ်ပါမျက်မှန်ကို အချိန်ကြာရှည်စွာတက်ထားရတဲ့အခါမျက်စိအာရုံကြောတာမကနှစ်ထင်စက်တီပါနာပြီးညောင်းကြိုက်လာတတ်ပါတယ်ဒီအတွက် မျက်မှန်ခိုင်းကိုတတ်နိုင်သလောက်ပါရာမျိုးပဲရွေးချယ်ပြီးတတောင်တတာရှိတဲ့မျက်မှန်ခိုင်းမျိုးစားကိုတက်ပေးပါနောက်ထပ်ကောင်းတာတစ်ချက်ကပါပြီးသေးတဲ့မျက်မှန်ခိုင်းဒီမှာအသုံးပြုရတဲ့မှန်တွေကလည်းပါတဲ့အတွက်တော်ရုံမျက်စိအားမဆိုင်ရတယ်လို့မျက်စိပါဝါတက်တာလဲသိမမြန်တော့ပါဘူးမျက်မှန်ပါဝါဟာကိုမျက်စိအတွက်အသင့်တော်ဆုံးဖြစ်နေပါစေပါဝါမျက်မှန်ဟာအလားပါအတွက်မဟုတ်ပဲမျက်စိကျန်းမာရေးကြောင့်တက်တာဖြစ်တဲ့အတွက်ကိုတက်မဲ့မျက်မှန်ပါဝါဟာကိုမျက်စိပါဝါကိုတိချာတိုင်းတာပြီးမှ ကိုနဲ့ပါဝါကိုင်ညီဆုံးဖြစ်တဲ့မျက်မှန်ကိုသာသက်စင်အသုံးပြုတင်ပါတယ်။အကယ်လို့မျက်စိမဆန်းတက်တာအနည်းဆုံး6လဖြစ်သွားပြီဆိုရင်တော့မျက်စိပါဝါထပ်ဆန်းတက်ဖို့လိုပြီး6လမပြည့်သေးရင်နောက်ဆုံးဆန်းတက်ခဲ့တဲ့ပမာဏအတိုင်းသက်စင်လို့ရပါတယ်။မျက်မှန်တန်ရှင်ရေးအလေးထားပါ။မျက်မှန်ဟာကိုမျက်စိနှလုံးပွင့်တဲ့အချိန်ကနေတစ်နေ့လုံးနေပါတတ်ထားရတဲ့အတွက်အညစ်အကြေးနဲ့အဆီများအပြင်ဖုန်တွေပါကတ်နိုင်ပါတယ်။ဒီအတွက် ပုံမှန်တန်ရှင်ရေးလုပ်ပေးဖို့အရေးကြီးပါတယ်။ တရက်ကိုတစ်ချိန်မဟုတ်ရင်တော့တရက်ချားတစ်ချိန်လောက်မျက်မှန်ကိုတန့်ရှင်းလုပ်ပေးတင်ပါတယ်။တန့်ရှင်းလုပ်တဲ့အခါမှာလဲမှန်တစ်ခုပဲကွက်ပြီးမတုပ်ပဲမျက်မှန်တစ်ခုလုံးကိုတန့်ရှင်းလုပ်ပေးပါ။တန့်ရှင်းလုပ်တဲ့နေရာမှာအရန်ပြင်းတဲ့ဓာတ်ရုပ်ပစ္စည်းအစွန်းချွတ်စေးတွေမသုံးပဲရိုးရိုးကလင်စာဖြန်းစည်းလောက်ပဲသုံးပေးပါ။မျက်မှန်တက်တဲ့အခါဒီချက်တွေကိုသတိထားပါ။မျက်လုံးအားဆိုင်ရမယ့် TV ကြည့်တာ၊ဂိမ်းဆော့တာ၊ဖုန်းသုံးတာ၊စာဖတ်တာအလုပ်လုပ်တာတွေကိုမျက်မှန်တက်ပြီးမှလုပ်ပါ။ တတ်နိုင်သလောက်မျက်မှန်တက်နေစဉ်ထိုင်နေတာမတ်တက်ရတာမျိုးလုပ်ပေးပါမျက်မှန်တက်ပြီးလှဲအိပ်ရင်းစာဖတ်တာဘေးတစောင်းရုပ်ရှင်ကြည့်တာမျက်မှန်အောက်ကနေကြည့်တာမျိုးရှောင်ပါအရန်လင်းလုံးနဲ့မီးလင်းရောင်တွေကိုဝဝေးရှောင်ပါညအမောင်နဲ့မီးမိမ့်မိမ့်နဲ့စာဖတ်တာဖုံးသုံးတာမျိုးတွေကိုမလုပ်ပါနဲ့အရေးမကြီးတဲ့အချိန်ဘာမှမလုပ်တဲ့အချိန်တွေဆိုရင်မျက်မှန်ချွတ်ထားလို့ရပါတယ်တနေ့လုံးမဖြစ်မနေတတ်ထားစရာမလိုပါဘူး အိတ်တဲ့အချိန်မှာတော့မျက်မှန်ကိုချွတ်ပြီးမှအိတ်ပါမျက်စိကျန်းမာရေးအတွက်အသီးနှံနဲ့အရွက်တွေကိုများများစားပေးပါငါးကြီးစီပုံမှန်တောက်ပေးပါမျက်မှန်တက်ထားရင်ကနေကြည့်ရတာအမြင်အာရုံဝေဝါးလာတယ်လို့ခံစားရရင်မျက်မှန်ချွတ်ပြီးခဏနာပေးပါအမြဲတမ်းလိုလိုမှုံနေရဆိုရင်တော့မျက်မှန်ပါဝါကိုပြန်စစ်ဖို့လိုလာပါပြီမျက်စိကို6လတစ်ချိန်လောက်ပုံမှန်စစ်ဆေးပေးဖို့မမေ့ပါနဲ့ဒီလောက်ဆိုရင်တော့ မျက်မှန်တက်ရတဲ့သူတိုင်းသိထားဖို့လိုတဲ့ဆောင်ရွက်ဆောင်ရွက်အချက်လေးတွေကိုအနည်းငယ်သိရှိသွားတော့ပြီလို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။